အဲအဲ့ဒါလေးကတော့ကျမတို့ကအင်္ဂလိပ်လိုဆို premature syndrome လို့ခေါ်တာပေါ့နော်ဟိုရာသီမလာခင်မှာဖြစ်တတ်တဲ့လက္ခဏာများပေါ့နော်အဲ့တော့ရာသီမလာခင်မှာဖြစ်တတ်တယ်အဲ့ခုနညီမလေးပြောတဲ့ဟာလေးပေါ့ဘာလို့ဖြစ်လဲဆိုရာသီလာရင်ရာသီမလာခင်မှာလူတက်ချင်တယ်တဲ့နော်ရာသီမလာခင်မှာလူတက်ချင်တဲ့စိတ်ကြောင့်ပေါက်တယ်ဆိုတော့တော်ရုံတော့မဟုတ်ဘူးနော်အဲ့တော့ဘာတွေအဓိကဖြစ်လဲဆိုတော့ကိုခန္ဓာပေါ့နော်ဒီအပေါ်ကိုဆိုတဲ့ဟာလေးမှာတော့ကိုခန္ဓာတင်းကျပ်ဖောင်းကောင်းဆိုတော့ ိုကိုကိုလေးစိတ်ကြီးကကြက်ပြီးတော့အဲ့လိုမျိုးနေလို့မကောင်းဘဲဣမတာဖြစ်တာเนาะပြီးရဲ့ခါကျတော့ချင်တာနေတာရှိရပါလဲဆိုတော့ဒါဒီမလာရင်လေးငါးရဲ့မှာရင်နာနာတာလို့ကျင်းတာလို့เนาะဟို breath tenderness လို့ခေါ်တာပေါ့ရင်နာနာတာပေါ့เนาะချိလို့တချို့မျိုးသမီးတွေချိလို့မရအောင်နာတာအထီးရှိအဲ့ဒီရင်နာနာတဲ့အကြောင်းကြီးကဘာကြောင့်လဲဆိုတော့ဟော်မုန်းထွက်လို့ခန္ဓာကိုယ်ကဟော်မုန်းကြောင့်မလို့ခုနကကျမအရှိမပြောခဲ့တဲ့ progesterone တို့ estrogen တို့ဒီလိုမျိုးဟော်မုန်းတွေပြီးရင်နာကိုလည်းတွားပြီးတော့မှ အဆက်သွားပြီးတက်ရောက်တာဟော်မုန်းကလေခန္ဓာကိုယ်မှာသွားပြီးအဆက်တက်ရောက်တော့အဲ့ဒီဟော်မုန်းချက်တာများတဲ့လူဒီဒီရင်သားဒီမခံနိုင်ရတာများတဲ့လူရှိတယ်ပေါ့နော်တင်းလာလို့နာလာလို့ဖြစ်လာတယ်နောက်တစ်ခါကျတော့ခေါင်းကိုက်တာနော်ခေါင်းကိုက်တာအဲ့ဒါဒီလေခုနကလိုပဲခန္ဓာကိုယ်ရဲ့ imbalance ဖြစ်တဲ့ဖြစ်စဉ်ဖြစ်တဲ့အတွက်ကြောင့်ခေါင်းကကိုက်တာနောက်တစ်ခါကတော့ခုနကကျွန်မပြောတဲ့ crack နဲ့တော့နည်းနည်းကျူတာပေါ့နော်ဟိုဖိုက်နာပေါ့နော်ဖိုက်နာလာတာဖိုက်အောင်လာတာပြင်မောပန်းတာအာနေတာဒါလေးတွေကတော့နည်းနည်းရှားပါတယ်ပြင်အစ်စ်နာဂျပန်နာဒီလိုမျိုးလေးကလည်းရှားတယ် မူဝေရပြောက်အန္နာပေါ့ပြုတ်အန္နာပေါ့နော်ဒါမျိုးလေးတွေလည်းဖြစ်ဒါပေမဲ့မြင်သာထင်သာတာတော့ကျမတို့ကဘာဖြစ်လဲဆိုတာ by out နာနေအဲခေါင်းကြိုက်တာနော်ရှင်းလားနာတာဒါမျိုးလေးတွေဖြစ်တယ်ပေါ့နော်အဲ့တော့စိတ်မှဆိုရင်ဘာဖြစ်လဲခုနလူတော်တက်ချင်ပါတယ်ဆိုတော့အရင်ကိုဟိုအဆင်မပြေတာတွေဖြစ်လာတာပေါ့နော်စိတ်ကျဉ်ကျက်တယ်စိတ်တူလွယ်တယ်နော်ကျမဆိုအရင် aggressive ဖြစ်တယ်အရင်စိတ်တူလွယ်တာတခုခုဆိုရင်လေအရာဒီလာတဲ့စိတ်မှပူတည်တာတယ် ုံမှန်လဲစိတ်တူတက်တဲ့လူဆိုတော့ဒီယာတီလာတဲ့စိတ်မှာပိုကြည့်တာလေစိတ်တူလွဲလာတယ်စိတ်ချကြတယ်เนาะပူပန်စိတ်များတယ်ငိုချင်တယ်เนาะခါလေးပြောနေရတဲ့ခါလေးချက်ချင်းငိုချင်သွားတယ်เนาะရုံချက်တွေပြတ်ဆုံးနေအိတ်မပြောတာတွေဖြစ်တယ်လိမ့်စိတ်နေတာတွေဖြစ်တယ်တချို့တွေရာလေဒီမှာတော့လိမ့်စိတ်နေတာပဲရေးထားတာပေါ့เนาะတချို့တွေကအဲယာတီလာတဲ့အချိန်မှာကိုလိမ့်စိတ်ဖြစ်တာတွေရှိတယ်เนาะလိမ့်စိတ်ဟိုအထူးနေခြင်းနဲ့စိတ်ကြီးဖြစ်လာမျိုးတွေရှိပို့ပြီးတော့များတာပေါ့เนาะအဲ့ဒါတော့ဟော်မုန်းတွေပဲဆိုင်ပါတယ် အဲ့တော့စိတ်ကြောက်ကြရဖြစ်တဲ့အထူးကြံဖော်မဲ့လို့ဖြစ်တဲ့အစမ်းဖတ်ခြင်းနဲ့လူသက်ခြင်းနဲ့လို့ဖြစ်တယ်ပေါ့နော်အဲ့တော့ဂျာရီဒီခုနကပြောသလိုမျိုးခန္ဓာကိုယ်မှာဖြစ်လာတဲ့ဟော်မုန်းတွေကြောင့်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပုံမှန်မကနစင်ပဲနော်ပုံမှန်မကနစင်ပဲကိုယ်အကကိုယ်ပါဖြစ်တယ်လဲဆိုတာကြည့်ရမယ်ပေါ့နော်အဲခုနလိုမျိုးပေါ့ကျွန်မဆိုလို့ရှိရင်ဘိုင်းညာတက်တယ်ကျွန်မအဲ့ဒါကြောင့်မလို့ကျွန်မမင်းနတာဖြစ်တတ်တယ်ကျွန်မမှာအရေးကြီးကိစ္စတွေရှိရဲဆိုလို့ရှိရင် င်ကျွန်မစီးပိုင်းချူတောက်တယ်เนาะဟိုအလုံးလုံးဆရာရှိရဆိုရင်ရင်းသွေးကတ်တာတွေပါကျွန်မလုပ်တယ်ပေါ့เนาะအဲ့လိုမဟုတ်ဘဲနဲ့เนาะအဲဒီဆက်ရဲ့ဝေနာဆိုတာလေတန်းတွဲပြီးလာတာเนาะတွဲပြီးလာတာဆက်ရဲ့ဝေနာဆိုလို့ရှိရင်လည်းဥပမာကျွန်မအဲ့လိုအရင်စိတ်တူလွယ်တယ်ဆိုလို့ရှိရင်ကွာစကားပြောတဲ့ခါကျရင်နည်းနည်းလေးထိမ့်ပြောတယ်เนาะစိတ်တူရမယ့်ကိစ္စဆိုရင်ခဏလေးနေအောင်ကျွန်မပြီးမှပြောမယ်ဆိုတဲ့ဟာမျိုးလေးနဲ့ပြောတယ်ပေါ့เนาะပြီးတော့ဟိုကိုယ့်ရဲ့ပါတနာတော့လည်းကောင်းကိုယ့်ရဲ့เนาะ ဟိုတငယ်ချင်းတော်လကောင်အဲ့လိုမျိုးတွေမှာဆိုလို့ရှိရင်ကိုကပြောပြောပြောပြထားတယ်ပေါ့နော်ငါကူဟာမှာတော့နည်းနည်းလေး emotional ဖြစ်နေတယ်စိတ်တူတယ်စိတ်ကြတယ်အဲ့လိုဟာလေးတွေဖြစ်နေတယ်ယာတီလာနေလို့ငါယာတီလာရင်အဲ့လိုလေးဖြစ်တတ်တယ်ဆိုတာမျိုးလေးသူတို့အရင်ကြိုးပြီး inform ထားတယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်တော့မလိုအပ်တဲ့ပြဿနာလေးတွေမဖြစ်တော့ဘူးပေါ့နော်မဟုတ်ရင်ကြတော့အဲခုနလိုမျိုးမတည်ဘူးလေနော်သူများကလည်းမတည်ဘူးလေသူတို့က blind ပြဿနာရှာနေကိုဘူးနော်ဟိုဘာဘာလဲဟာဆိုပြီးဖြစ်မှာပေါ့နော်အဲအဲ့လိုအဲ့လိုမျိုးဖြစ်မှာပေါ့တကယ်ကတော့ မဟုတ်ဘူး။ तू ကလည်းသူ့များသူ့ပြဿနာနဲ့တူပေါ့နော်။ရာဒီလာတဲ့ခါမှာဖြစ်လာတဲ့ခါကြီးကြောင့်မလို့ဖြစ်တာဆိုတော့လေ။အဲ့ဒါလေးကိုကိုကချုပ်ပြီးတော့ပြင်ဆင်လို့ရတယ်။ကိုကဒါလေးသိချလို့ရှင်နေနော်။ဒါလေးကြောင့်ကျွန်တော်တို့ကတချို့အမျိုးသမီးတွေကလေဒါဒီလာကန်ကြီးကြောင့်မလို့ဖြစ်တာဖြစ်လို့ခင်မန်းတာသိတာမဟုတ်ဘူး။မဟုတ်တဲ့ခါကျတော့ကျွန်တော်တို့ကဒီဟာလေးတွေပြပြပေးဖို့တော့လိုတာပေါ့နော်။ကျွန်မတို့လေနော်။အဲ့တော့ဒီမှာဒါလေးကတော့ အဲဖြစ်လာရင်ဘလိုလေးတွေဖြစ်လဲပေါ့နော်ဘာဖြစ်လဲဆိုရင်အပုံပုံလေးပေါ့အစာရင်းစားတယ်တချို့တွေနော်ဒါနံပါတ်သိမ်းရတယ်ပြီးရင်ဟိုဝင်းသွားတာတွေဖြစ်တတ်တယ်နော်ဝင်းချုပ်တာတွေဖြစ်တတ်တယ်အမျိုးသမီးတော်တော်များများတော့ဝင်းသွားတာတစ်ဆိုင်ဝင်းချုပ်တာဖြစ်တတ်တယ်ဓာတီလာတဲ့ချိန်မှာလေဝင်းချုပ်တာဖြစ်တတ်တယ်ပြီးရင်ဘိုင်းအောင်နေအိတ်မပြောတာဖြစ်တယ်ပြီးရင်အဲဘိုက်ကြီးဖောင်းလာတယ်အဲ့ဒါဖြစ်တယ်ကျမဆိုဘိုက်ကြီးဖောင်းလာတယ်ဟိုလေပုံမှန်ကဘိုက်ကတိတ်မပူဘိုက်ကမပူတာတော့မဟုတ်ဘူးနော်ဘိုက်ကတိတ်မပူ အဲဒါမဲ့အဲရာဒီလာကန်ကြီးဆိုရင်ပို့ပူတယ်ပို့ပူရယ်ပိုက်ကြီးကပူလို့သိလားဟိုဝစ်စားဝင်ရင်တော့လေအဲ့လိုပိုက်ကြီးပူထွက်လို့အဲ့လိုမျိုးလေးဖြစ်တယ်ပြီးခေါင်းကြိုက်တာတို့မောတာတို့နော်ဟိုဒီရင်နာနာတာတို့အန်နာတို့ပြီးအထိကထင်တာမြင်တာပါလဲဆိုတော့ညနေမှာဝက်ဆန်ထွက်လာတာရာဒီလာကန်ကြီးဆိုအញ្ញန်တိတာလေဝက်ဆန်ကတစ်လုံးနှလုံးကရုပ်ဆိုးအောင်ထွက်လာတယ်လीနော်အဲ့ဒါလေးဖြစ်လာချက်ပါတယ် အဲ့တော့ဒီလိုမျိုးဖြစ်လာရင်ကျမတို့ဘာလုပ်မလဲပေါ့နော်ဒီဒီမှာဒီညဟာလေးကတော့ကျမလေးဟိုသူကယောဂပေါ့နော်ယောဂဒီမှာပတ်ကလေးတွေကိုကျမနည်းနည်းတော့ဝါးဝါးတယ်ပတ်ကလေးတွေကိုသူကယောဂပုံစံလေးလုပ်တာပေါ့နော်အတိအကျတော့ယောဂကျင့်ပေါ့နော်ယောဂကတကယ်ကို relaxation မှာအဲလုပ်တဲ့နည်းယောဂကျင့်မှာပုပ္ပပပယောဂလေးကျင့်ပေါ့နော်အဲ့ဒါတိန်းကိုအရန်တက်တာစီရယ်ယောဂကျင့်တာကနောက်တစ်ခါကျတော့ဒီရင်းနှီးကတ်တာပေါ့နော်အတိအကျတော့ရင်းနှီးကတ်တာပေါ့ကျမတို့ကျမတို့လွယ်တာတော့ရင်းနှီးအိတ်ကိုနော် ဒီနေ့လေးကြည့်ကတ်လိုက်တာပေါ့နော်ဒီနေ့လေးကိုကိုကိုပိုက်ပေါ်ကိုတင်ထားတဲ့ခါမျိုးလေးနဲ့ကြည့်ကတ်လိုက်တာပေါ့ယောဂရရတော့တခုတခါဘူးမှတော့မကျင့်နေပါဘူးပေါ့နော်ယောဂအမြဲတမ်းလုပ်တဲ့လူဆိုရင်တော့လုပ်တဲ့နေဒါရင်အရင်ကောင်းနေပါပေါ့နော်အဲ့တော့နာကျင်ကြိုက်ခဲခြင်းတွေကိုဘယ်လိုပြုလုပ်ရမလဲတခုနောက်လို့ပြောတဲ့ပြောတဲ့ဟာပဲပေါ့နော်ဟိုဒီနေ့ကတ်ယောဂလေးပါလေးလုပ်ဖြေလျှော့တဲ့နည်းလေးတွေလုပ်ပေါ့နော်အဲ့ဒါမှကိုကမတက်တာဘူးဆိုရင်အဲဒီပါရာစီတမောတို့ဒီဟွန်းလင်းဖြစ်တဲ့ဟာတွေတောက်လို့ရတယ်နော်ခုနပြောသလို လီဖနမစ်အက်ဆစ်ပါတဲ့ဟာကိုတောက်လို့ရပါတယ်။တချို့တွေကအရင်အဲ့ဒါတွေကတောက်တာများနေဆင်းရင်မပါညာကြောက်တယ်ဆိုတဲ့ဟာမျိုးရှိတယ်ပေါ့နော်။တကယ်တော့ဆေးဆိုတာကဖေးဆင်းမဆိုကအများကြီးတောက်လို့မကောင်းနော်။အများကြီးကဘေးဟာမှတောက်လို့မကောင်းဘူး။အလုံးကျွမ်းတောက်လို့မကောင်းဘူး။သူ့ဟာနဲ့သူတန်းတလောက်ပဲတောက်ရမယ်။တို့ပင်မဲ့တချို့တွေအရင်ပိန်းအရင်ရတဲ့လူရှိအဲ့လိုလူမျိုးဆိုရှော့ရတယ်။ပိန်းရှော့ရတယ်။ရှော့ရမှထက်စားရင်တော့ဆေးတောက်တာကြီးကဘာမှမဖြစ်ဘူးလေနော်။ အဲ့ခါကျတော့ကိုကအယမ်းနာခြင်းလို့ဆိုရင်တောက်လို့ရပါတယ်လို့နော်။ယာတိလာတဲ့မြေသမီးရဲ့အမ်းတည်းရာတိလာကန်ကြီးကြရင်စိတ်ပုံမှန်မှန်ဖြစ်တာနော်။လူအောင်ပုံမှန်မှန်ဖြစ်တာနေလို့မရင်မတာဖြစ်တာနော်။ဘာမျိုးတွေအကုန်ဖြစ်မှာနော်။ဟိုပြည့်အောင်နေရအောင်ခတ်နေရလေနော်။ပုံမှန်မဟုတ်ဘူးလေ။ပက်ကြီးခံထားရတယ်ဆိုတာနေလို့ဘယ်လိုကောင်းမလဲစဉ်းစားကြည့်လေနော်။ကျမတို့ဟိုပုံမှန်ပူတဲ့အချိန်မှာဆိုပို့ဆိုးတယ်လေနော်။ ဟိုအဲ့တော့ဝဲဝိထားရတာကျမတို့အတွက်လေးလို့မကောင်းနေပါလေနော်ဒီပက်ကြီးပါခံထားရတဲ့ချိန်လုံးပြီးဆိုစီဆိုစီကြီးဖြစ်နေတယ်ဒါကျမတို့အတွက်ဟို uncomfortable ဖြစ်တဲ့ဟာကြီးစီပဲနေနော် uncomfortable ဖြစ်တဲ့ဟာကြီးစီပဲဆိုတော့ဟိုအဆင်မပြေဘူးပေါ့နော်အဲ့တော့ဒီလိုနေရာမှာကျမကခုနဟာလေးကြီးရှိတယ်ပေါ့နော်ဖိုင်အောင်နော် period cramp လို့ခေါ်တာပေါ့နော်ဒီရာဒီလာတဲ့အချိန်မှာဖိုင်အောင်တာပေါ့အဲ့တော့ဒါကတချို့မျိုးသမီးတွေဖြစ်တယ်ခုနကညီမလေးပြောတယ်ဝဲချို့မျိုးသမီးတွေမဖြစ်ဘူးနော် ဟိုတချို့မျိုးသမီးတွေမှာဆွဆွဝဝဖြစ်တယ်တချို့မျိုးသမီးတွေမှာမဖြစ်တဲ့လောက်ကိုရှာတဲ့ခါရှိတယ်ဒါပေမဲ့လုံးဝမဖြစ်ဘူးတာမျိုးတော့မဟုတ်ဘူးနော်ကျွန်တော်တရားတဲ့လောက်ကလုံးဝမဖြစ်ဘူးတာမျိုးတော့မဟုတ်ဘူးဒီဘက်ကပုံလေးကိုကြည့်လို့ရှိရင်တကယ်ကဒီမာလေးပေါ့နော်သူကသူ့ရဲ့ daily life မှာကိုခုနကဒီမာလေးပြောသလိုပဲ daily life မှာကိုသွားပြီးတော့ထိလိုက်တာအဲ့တော့လေဟိုများတော့အဖြစ်အလုံးချိန်မှာဆိုလို့ရှိရင်တော့တမအဲကြာကြာဟိုကျွန်မတို့ကတော့ဒီဟိုအရေးဟာနဲ့ကြည့်ရပါတော့เนาะဆယ်နှစ်ရဲ့ဟာနဲ့ကြည့်လို့ရှင်တကယ်တဲ့အမျိုးသမီးတွေကိုပေးတဲ့ ရန်ဒီရန်ဒီလာတဲ့ရမှာ period leak ပေါ့နော် period leak ဆိုပြီးတော့ပေးတယ်။အဲ့တော့အဲ့လိုဟာမျိုးလေးကို data မျိုးသမီးတွေကိုအံပေါ်အားလောက်ရလေးကြာပါပေါ့နော်အဲ့လိုခေါ်ရမယ်တဲ့အံပေါ်အားလောက်ရလေးကြာတကယ့်ကိုခန်းစားရကျွန်မဆိုရင်ဒါကိုကိုကိုနဲ့ပဲပြောပြကြည့်မယ်နော်ကျွန်မဆိုလို့ရှိရင်တကယ့်ရာဒီ first day လောက်မှာဘာမှတိတ်မဖြစ် second day မနက်ခင်းလောက်ဆိုရင်ကျွန်မတေးအောင်ခန်းစားရတကယ်ကိုလေအဲ့အဲ့ဒီ computation ကြီးကိုကျွန်မမထိုင်နိုင်ဘူး မထိုင်ထိုင်ပြီးတော့အလုံးလုံးစိတ်ကမပါဘူးဒီမှာဘိုက်ကနာနေရလေးကြည့်လိုက်ခလားအောင့်နေတာစိတ်ကမပါဘူးအဲ့လိုဆိုကိုကလေတစ်ခါလေးဇောချွေးရတာမပြန်ဘူးနေလို့နေပူတဲ့အချိန်မှာပူတော်ဆိုတဲ့အဲ့လိုလေးနေဖြစ်တာပေါ့နော်အဲ့ဒီခါကြလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့အဲ့ဒီဘိန်းကိုတတ်တာအဲ့ဒီဘိန်းဘာလို့လာလဲဆိုတာလေးကိုကျွန်မနည်းနည်းရှင်းပြခုနကတော့ကျွန်မအရှိန်အရှင်းပြခဲ့တယ်ဟုတ်တဲ့အိနေရန်ထူလာတယ်ပြီးရင်ဓာတိလာတာတဲ့အိနေရန်ပွားကြတယ် အဲ့တော့တိန်ရံကွာကြတဲ့ခါကျရင်တိန်ရံဝုန်းဆိုသူကသူကွာကြမှာမဟုတ်တိန်ရံဘာလုပ်ပြရလဲဆိုတော့ပြရအဲ့တိန်ရံကွာကြမှာလေတိန်ရံညံ့ညံ့အဲ့တော့အဲ့တိန်ညစ်တဲ့အတွက်ကြောင့်မလို့နာနာတဲ့ဟာလေအဲ့တော့ပူနာတဲ့လူကဘာလို့နာလဲဆိုတော့တိန်ရံထူတဲ့အမျိုးသမီးတွေရှိတယ်ကြားမှုမှာပါနော်တိန်ရံထူတဲ့အမျိုးသမီးတွေရှိတယ်အဲ့တိန်ရံထူတဲ့အမျိုးသမီးတွေဒီတိန်ရံထူတဲ့အတွက်တိန်ရံပူညံ့ပူညံ့ရတဲ့အတွက်ကြောင့်မလို့ပူနာတယ် တော့အဲ့ဒါကြောင့်မလို့အချင်းကအောင်ပေါ့နော်တိမ်ညစ်တဲ့အတွက်အောင်လားအဲ့တော့အရန်အောင်နေဆိုရင်ကျမတို့ကဘာလုပ်ရလဲဆိုတော့ဒီတိမ်သက်တံအနာသက်တာရဲ့ဆေးရီတောက်ရတယ်ပေါ့နော်မြန်မာပြည်မှာ common ဖြစ်တဲ့ဟာတော့ dolphin ပေါ့ဟုတ်ကဲ့ Facebook မှာလည်းအရန်ယူ common ဖြစ်တယ်လေနော် dolphin လို့ခေါ်တယ်အဲ့ဒီဟာမျိုးတောက်ရတယ် dolphin ကကြောက်တော့ methanamic acid လို့ခေါ်တဲ့သွားဆေးပါ dolphin နဲ့မှာလေ methanamic acid ပါတယ် methanamic acid ရဲ့အရှင်ကကြောက်ပါလဲဆိုတော့ နာတာကိုတက်တာစီနာတာကိုတက်တာစီနော်အဲ့တော့နောက်တစ်ခါကျတော့ဒီမှာချိန်မဆုံရိုးခွင်းနေသွားပြီးတော့မှဟိုဘယ်လိုခေါ်မလဲဟိုဟိုဟာဖြစ်တာနာကျင်နာတာပေါ့နော်နာတာပေါ့ဒီ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 ချိန်မဆုံနေထိပါနာတာတကယ်တော့လေဖြစ်ဘူးလားတော့မသိဘူးဒီဘိုင်းနာတဲ့ခါကျတော့အဲ့ချိန်မဆုံနေထိပါနာတာပေါ့နော်ပြန်အရန်အရန်ကိုချိုးအောင်နေဟာမျိုးကြီးရှိရယ်ပေါ့နော်ဒါမျိုးလေးကြီးပေါ့နော်တည့်ရခါကျတော့ဟိုတစ်ခါလေးကြာနှစ်ရက်သုံးရက်ထပ်ပို့ပြီးအောင်မှာပေါ့နော် ဒါကတော့ normal normal mechanism မှာအောင်းနေတာเนาะ normal မဟုတ်ပဲအောင်းနေတာရှိတယ်เนาะပုံမှန်မဟုတ်ပဲအောင်းနေတာရှိတယ်ဘယ်လိုအခြေအနေမှာလဲဆိုတော့ကျွန်မအချိန်မှာပြောခဲ့တယ်မှတ်မိမလားတော့မသိဘူးအဲအထဲမှာအလုံးတွေဖြစ်တယ်အသားလုံးလို့ရေအိတ်လို့ဖြစ်တယ်အဲ့ဒီအလုံးတွေရေအိတ်တွေကကြီးလာပြီဆိုရင်နောက်လဲဘောက်လဲဆိုကြီးလာတဲ့ခါကျတအိတ်ရဲ့တိတ်တိတ်လေးလို့အလုံးအောင်မှာဒီမှာ5 cm လို့ပါလို့ဖြစ်လာပြီဆိုရင်ဒီတအိတ်မှာဒီမှာမဆန့်ဘူးကြီးလာတယ် အဲ့ဒီခါကျရင်သူမဆက်နဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မို့တဲ့အိမ်ကဘာလုပ်ရလဲဆိုတော့ညှစ်ထုတ်သူမဆက်နဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်ဟုတ်ညှစ်ထုတ်တာအဲ့တော့ညှစ်ထုတ်လေးနားလေးညှစ်ထုတ်လေးနားလေးဖြစ်အားဆိုလို့ရှိရင်ညှစ်ထုတ်လေးတအိမ်ညှစ်ရင်နှစ်မျိုးဖြစ်တယ်ဘာလုပ်လဲဆိုတော့ခုနနားတာရေးသွေးစင်တာဖြစ်တယ်ဒါကြောင့်မလို့အလုံးဖြစ်လို့ဆိုရင်နားတာတွေသွေးစင်တာတွေဖြစ်တယ်အဲ့တော့အလုံးလို့ပြင်ရေးအိတ်လည်းဒီလိုပဲပေါ့ရေးကျဲလို့ရှိရင်လည်းရေးကလည်းအလုံးလိုမျိုးပဲဖြစ်တာဦးအိတ်ပဲဦးအဲ့လိုမျိုးကြောင့်လေဒီ ခံတာအရန်ကြီးကိုဒီတိုင်းလာတာကအရန်ဆိုတဲ့ခါမျိုးဖြစ်တတ်ပါတယ်။ဒါလေးကတော့ဒီခံနဲ့ပတ်သက်တဲ့ခါလေးပေါ့နော်။အဲ့တော့ကျမဒါလေးနဲ့ဆက်ဆက်ပြီးတော့ညီမလေးကတော့မေးတယ်မေးပေါ်မှာပဲဒါပါတကူဒီဟာလေးကဟိုတော့ဖြေအောင်မယ်ဆိုရင်နော်။ဟိုပပန်သွားတဲ့ခါလေးပေါ့။ဒီဒီအချိန်မှာတကယ်တော့ crunch လာလေအဲခုနလိုမျိုး abnormal ဖြစ်တဲ့ပုံမှန်မဟုတ်တဲ့အခြေအနေကြီးဆောင်မလို့လည်းဖြစ်တယ်เนาะတကယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ပုံမှန်ပုံမှန်အခြေအနေတွေမှာလည်းဖြစ်နိုင် ပုံမှန်စီနေရကျမတို့ပုံမှန်ရာဒီလာတဲ့လူတွေမှာတိုင်းနေနေသူရဲ့အတွက်ကြောင့်မလို့ဟိုကြောင့်မလို့လေပို့ပြီးတော့มาနားတဲ့ခင်ဗျာရှင်ပေါ့နော်